လက်ထပ်ပြီးမှပိုင်တဂွန်ရဲ့အတိတ်ကြောင့်မယုံကြည်နိုင်ဖြစ်ခဲ့ရတဲ့လင်းမြဖြူတေယုဆောင်ပိုင်တဂွန်နဲ့လင်းမြဖြူတို့ရဲ့ခန်းနာကြီးကျယ်တဲ့ထိမ်မြမင်္ဂလာပွဲကိုဇွန်လ၁၄ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီမင်္ဂလာပွဲပြင်သူတို့နှစ်ဦးဟာထိုင်းနိုင်ငံမှာလည်းကြီးကျယ်ခန်းနာတဲ့မင်္ဂလာပွဲအခမ်းအနားတစ်ခုကိုထပ်မံကျင်းပဖို့စီစဉ်ထားတယ်လို့သတင်းတွေထွက်နေပါတယ်။လင်းမြဖြူဟာစီကုံတဲ့အတင်းဥက္ကဋ္ဌရဲ့တမိကြီးဖြစ်တာကြောင့်သူတို့ရဲ့မင်္ဂလာပွဲအတွက် တိမ်မောင်းတောင်းချီကုန်ကြခံပြီးထလုံမဖြစ်တယ်လို့အတင်လူတွေကပြောကြပါရယ်။တရားကြောင်းကိုပိုင်တကွန်တို့ရဲ့မင်္ဂလာပွဲမှာတာဝန်ယူခဲ့တဲ့မိတ်ကဆီယာတူကပြောပြခဲ့တာပါ။ပိုင်တကွန်နဲ့လင်မြပြူရိုရဲ့ဆက်ဆံရေးကအလွန်ခိုင်မာပြီးတူဟုတ်တူတမိုးထချစ်ခင်ကြလို့လူတကာအားကြရလောက်စရာကောင်းတယ်လို့မိတ်ကဆီယာကချီးကျူးပြောဆိုခဲ့ပါရယ်။စစ်တပ်တဲ့အမျိုးသားဖြစ်တဲ့ပိုင်ဒဂွန်ကတော့ဇနီးဖြစ်သူကိုအမြဲတစေတမိုးထားပြီးချစ်ခင်မြန်တို့ကြောင့်ဘီလူတွေတီအောင်မှပြလိရှိသူဖြစ်ပါတယ် ပါရဂွန်နဲ့လင်မြဖြူရဲ့ချစ်ချင်းမြတာကတော့အနုပညာလောကနဲ့ပြည်သက်များကြားမှာအလှပဆုံးချစ်ဇလန်တစ်ခုဖြစ်မှတ်တမ်းတင်နိုင်တဲ့ဆက်စပ်ရေးလေးတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအချစ်ဇလန်တိုင်းမှာအနာစားဆိုတာရှိပါတယ်။အခုဆိုရင်လက်ထက်တာတရက်တောင်မပြည့်သေးချိန်ပါပဲ။ပါရဂွန်ရဲ့အတိတ်ကြောင့်လင်မြဖြူမျက်ရည်ချနေပါပြီ။သူမနဲ့မယားခင်ကပိုင်ကွန်ဆိုတာပြူရိုင်းကြိုက်တဲ့နင်းစီခိုင်းမသားလေးဖြစ်ပြီးထိုင်းနိုင်ငံအထီးနမဲကြီးအားကိုတည်ချာမှာပါ။ နိုင်ငံရဲ့ခြားထိနမဲကျော်ရဲမင်းသားတယောက်ကိုအားပေးသူနှကန်းနီမာလေးတွေဆိုရလဲတောင်းတဲ့ချီရှိပြီးဖြစ်ပါတယ်။ပိုင်ကုံကလည်းယောက်ျားထိတ်ခါယောက်ျားပဲဆိုတော့စိတ်လုံရှားခဲမှတဘာဝပါ။တိုင်မဲလည်းဆနာကိုတိတ်ခါနဲ့ထိန်တက်သူပိုင်ကုံကသူ့အိမ်တကားထိရောက်လာတဲ့မိန်းကလေးတွေကိုတော့ညင်ပစ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအတိတ်ကိုပြန်တီးသွားတဲ့လင်းမြဖြူတယောက်ဝမ်းတလုံးပြီးမျက်ရည်တော်ကြာခေတာပါ။ဘယ်မင်းကလေးမဆိုကုကောင်လေးကတစ္ဆာရှိယာကိုလိုချင်ကြတာပါပဲ။ ။နေမြဖြူကတော့သူမလိုချင်တဲ့ရေချင်းတွေနဲ့ပြေဆုံနေတဲ့သူတို့သားလေးကိုအပါရလိုက်တော့ပျော်မဆုံးဖြစ်နေရသဘာဝပေါ့။ပတ်ဒဂွန်ကလည်းထိတ်တန့်ခရိုနီကြီးရဲ့တမီနဲ့ရှင်မီအချားမင်းကလေးတွေကိုဖယ်ရွေတော့မလဲနော်။ပရိသတ်ကြီးရောပတ်ဒဂွန်တို့အိမ်ထောင်ရင်တည်မြဲမယ်ထင်လားရှင်။